ူတိုင်းပြည်အခြေအနေတည်လိုက်တယ်။နယုတ်ကလေးစဝင်လာဒီကောင်းဝင်တဲ့ကိုလုံးဝင်ပြီးကာထုတ်လိုက်တာ။ဘယ်ဘက်ကခလာရတာသူလဲ။ right ဦးသိစိတ်ပဲ။ကျွန်တော်တို့ကဒါတစ်ခါအဲ့ဒါပဲအေးအေးကြောင်ရခိုင်မြေပေါ်မှာကြောင်ဖက်စစ်ကိုကောင်းမှမရှိစေရဆိုတဲ့စကားကိုအလကားပြောခဲ့တာပေါ့ရခိုင်မြေရခိုင်မြေပိုင် ဟယ်လိုချယ်ရမီဘာပီတူညိုကိုမော်မမများအားလုံးမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇူလိုင်လ3ရက်နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ကျွန်တော်တို့ဒီနေ့ညမှာလဲပေါ့နော်နောက်ဆုံးရှိထားတဲ့တော်လန်တရင်ထိုးတရင်ကောင်းတွေဖြစ်ကျွန်တော်တို့ဘောမိုက်ကွဲချီကောလမ်တွေလဲချီရှော့မှာမလို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံချီရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေချီလဲရအောင်နော်ပရမောဆုံးတရင်တို့ဘောအနေနဲ့ကတော့ ကြမ်းမစ်တက်လျောက်ခံခရင်နဲ့ချားဆောင်တက်ကဘိုးမူကြီးစောချက်တူနဲ့ချီလေးမြိုင်တိုးရီတာကုမ္ပဏီကိုစစ်ကောင်စီရဲ့နေမျိုးမှာမိပြစ်စင်းသွင်းမျိုးမှာဘိုးမူကြီးစောချက်တူနဲ့သားသမီးတွေပါဝင်ဒါရိုက်တာတွေကိုလည်းအမိပြစ်ဖြစ်စစ်တက်ကနေမျိုးမှာကြီးညာလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အမိပြစ်တဲ့လူတွေကပြန်ပြီးတော့မှပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဖက်ကောက်စားတွေပြန်ပြီးတော့မှ အမိပြည့်စင်သွင်းနေတာပဲဖြစ်ပါတယ်။အဲ့ဒီကြေညာမှုဟာဆိုတော့ NLD အစိုးရလက်ထက်2016ခုနှစ်ကနေပြီးတော့2020ခုနှစ်တွင်ပို့ကုန်တွေတင်ပို့ခဲ့ချတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကို Champions ကောင်စီကနေပြီးတော့သူရဲ့လက်အောက်ခံဘဏ်တွေရဲ့သွင်းကိုနိုင်ငံခြားသုံးငွေတွေပြန်လည်ထည့်သွင်းဖို့ပြားပေးခဲ့ပေမဲ့ကုမ္ပဏီတွေကနေပြီးတော့ပို့ကုန်ရောင်းဝယ်နိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီတွေကို ပုံကုံတွင်းကုံလုံးဝရှင်မပုံတယ်လက်မပိတ်သိမ်းတာတွေကိုဆောင်ရွက်ခဲ့တဲ့စပရမစစ်ကောင်စီရဲ့ကြီးညာချက်ရတည်တာပဲဖြစ်ပါတယ်စစ်ကောင်စီအရဆိုတော့ကြားဖြတ်လုံငန်းမှာလည်းပေါ့နော်ပူတွဲပြီးတော့မှသူတို့ရဲ့ဘက်တော်သားဖြစ်တဲ့ဆော့ချစ်တူနဲ့သူတို့ BGF ခေါင်းဆောင်တွေကိုအခုဆိုရင်အမိပြစင်းတွင်းထားတာမလို့ဘလူးမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ချစ်ဖို့ခေါင်းနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မွန်ပြည်နယ်ရေးမြို့နယ်မှာရှိတဲ့ MA 343ချင်းမြတ်တရင်ခမရ343တပ်ဝင်းမှာရှိတဲ့စကန်ကုန်းတခုကိုတင်ပရရှိပြီးပြီဆိုပြီးတော့ရေးဘလူးတရင်ကောင်းဆောင်နဲ့ပြီးတော့ပြောဆိုလာတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။စကားစားအလောင်းတက်ဘော်ဒီတွေရောလက်နဲ့တွေရောကတင်းစရာမိခဲ့တာတွေမရှိဘူး။တပ်ဝင်းတွေကရန်နေတော့ကျွန်တော်တို့ထပ်ပြီးတော့မှယုံမရတော့ဘူး။စကန်ကုန်းကိုပဲကျွန်တော်တို့ရခဲ့တယ်။ တို့ကခံပြက်မနိုင်တဲ့အခြေအနေမှာစခန်းကိုဆိုပြီးတော့မှပြေးသွားကြတယ်ဆိုပြီးတော့မှအဲ့ဒီရေဘလုဖွဲ့ခေါင်းဆောင်ကိုလည်းနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။အာယူတောင်ချေရမှာရှိတဲ့စခန်းဝန်တိုက်ပွဲမှာဆိုတော့စစ်ကောင်စီတပ်သား6ဦးခန့်တည်ဆုံနိုင်တယ်ဆိုပြီးတော့မှလည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှနောက်ထပ်တည်ရတာပေါ့နော်။ဒါတော့ကျွန်တော်တို့ရေဘလုဖွဲ့ကနေပြီးတော့မှစစ်ကောင်စီရဲ့စခန်းကိုတိမရရှိခဲ့တာဖြစ်ပြီးတော့မှကျွန်တော်တို့ရေဘော်တွေကတော့ဒီထိခိုက်မရှိဘဲနဲ့ပြန်လည်ပြီးတော့မှစုခွာနေခဲ့တယ်လို့လည်းကျွန်တော်တို့နောက်ထပ်တည်ငောင်းတည်ရတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းထုတ်သူပိုးအနေနဲ့ကတော့ထိုင်းဝန်ကြီးချုပ်ဖဲတောင်တာရှင်နာဝတ်အားဆိုတော့ကျွန်းပိုင်းဆိုင်ရာဆိုးဆိုးဝါးဝါချိုးဖို့တယ်ဆိုပြီးတော့မှဆွဆဲထားတဲ့အမှုကိုလက်ခံဖို့ဖွဲ့စည်းပုံစံကိုခုံရုံးကနေပြီးတော့မှဇူလိုင်လ3ရက်နေ့မှာဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့လိုမျိုးခုံရုံးကနေပြီးတော့မှလက်ခံလိုက်တဲ့အတွက်စီရင်ချက်မချမီအထိဝန်ကြီးချုပ်ကိုရာထူးကနေပြီးတော့မှဆိုင်းငံ့ထားမှလို့လဲကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့အခြေခံဥပဒေပုံမှန်160ပုံမှန်ခွဲ၄နဲ့5အရအရင်ချင်းနဲ့ကိုချင်းတရားကင်းမဲ့တယ်ဆိုပြီးတော့မှသူတို့အနေနဲ့ ချမှတ်ထားတာပဲဖြစ်ပါတယ်အဲ့ဒါပြင်ဝင်ကြီးချုပ်ကဆိုတော့ရုပ်ပြမှုမရှိဘူးကျုံ့ဝဲစံနှုန်းတွေကိုစိုးစိုးရွားရွားချုပ်ဖို့တယ်ဆိုပြီးတော့မှလည်းဆွဆွဲပြောဆိုခံထားရတာပဲဖြစ်ပါတယ်သူတို့အနေနဲ့ကတော့အခုဆိုရင်ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဆက်မှာဆိုတော့ပြဿနာတော်တော်လေးကြီးထွားနေတာဖြစ်ပါတော့ဘောနော်ထိုင်းဝင်ကြီးချုပ်ကဆိုတော့ကမ္ဘောဒီးယားဘက်ကဘောနော်ဟွန်ဆန်နဲ့သူတို့စကားပြောခဲ့တဲ့ audio file ပေါ့ချလာပြတဲ့နောက်ပိုင်းမှာခုဆိုရင်တော့ကျတို့ဒီထိုင်းမှာရှိတဲ့မြို့သားရေးဝါဒီတွေကနေပြီးတော့မှရတုကနေနှုတ်ထပေးချဖို့တောင်းဆိုနေတယ်ဆိုတော့ကျောင်းတွေပါကျွန်တော်တို့နောက်ထပ်တည်ရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ရက်ပေါ်ရှင်လေးရနေပြီးတော့မှအခုဆိုရင်အေရီတိုင်းအင်္ဂပူမြို့နယ်မှာရှိတဲ့ကျွော်ရီမှာအေရီကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအဖွဲလိုက်ပါနော်အခုဆိုရင်မိုးချင်းနေတယ်ဆိုတဲ့အကြောင်းကိုသွားနေပြီးတော့မှတရင်ကောင်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရက်ပေါ်ရှင်လေးဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတာစာချစ်လေးရအောင်နော်ကျွန်တော်အခုကတော့အေရီနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်လို့ဘယ်လိုမျိုးပုံခံသွားတယ်ဆိုတာကဗျဒီပြဿနာ ရန်ပိုင်အင်္ဂလိပ်မြို့နယ်ရှိတဲ့ဗေဒကုန်းနဲ့စာစီကုန်းကြီးအပြင်မှာကျွန်တော်ဖက်စစ်ခွေးတဲ့စကန်တွေတဆွဲထားတဲ့အဲ့ဒီစကန်တွေပါလက်တက်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေဝင်ရောက်အိုက်ခိုက်တိုင်းဖိုက်လိုက်ပါတယ်ဆိုတော့အဲ့ဒီတိုက်ခိုက်မှုတွေမှာ၄ချောင်းကနေပြီးတော့လာပြီးတော့သူတို့ကဖူကန်ပစ်သေးတယ်၄ချောင်းကတိုက်ခိုက်တိုက်ခိုက်မှုတွေကြားလိုက်တာပဲအကျွန်ဖက်စစ်ခွေးတက်တွေကိုတိုက်ခိုက်ချိန်မုံတုတ်တင်ခဲ့တာဖြစ်တယ်စီးရဲကတော့ပြတ်သားပါတယ်အရှင်မရှိပါဘူးဟုတ်ပြီနိုင်ငံရှင်းလေးလိုက်တဲ့အချိန်မှာကျွန်တော်ပြလိုက်ရတာက ကျောင်းရဲဘော်တွေအရင်အံ့ဩသွားအဲ့ဒါကတော့ခွေးအလောင်းတွေအများအပြားပြန်ကျဲစုဖို့ရုပ်ပြက်စင်းပြက်ပြီးရကောင်ကဒီဒါပေမဲ့အဲ့ဒီနေရာဟာကျွန်တော်တို့အီယာဝီသားတွေပိုင်တဲ့နေရာဖြစ်တယ်ဆိုတော့ကျွန်တော်အီယာဝီသားတွေပိုင်တဲ့မြေပေါ်မှာအဲ့ဒီကောင်လေးဘလောက်ထိသဆိုးရှင်နိုင်အောင်လဲကျွန်တော်ကစဉ်းစားရင်ကြောချမ်းစရာကြီးပဲ အဲ့ဒါတော့အေးအေးကျွန်တော်လူခိုင်မီပေါ်မှာကျွန်တော်ဖက်စစ်ကိုတကောင်းမရှိစေရဆိုတဲ့စကားကိုအလကားပြောခဲ့တာပေါ့ဘူးလူခိုင်မီကလူခိုင်မီပိုင်ဟင်းပြီးတော့ KNU ကိုတူလေးကျူတော်မှာစန်ဒရယ်နိုင်ငံတော်ပြင်ကိုကိုတူလေးဒီအနေနဲ့ဝင်ပါအဲ့ကတတော်လေးထုံလေးကောင်းမယ်အကကျွန်တော် KNU ကချင်းချင်းထုံလေးကောင်းမယ် ဆိုတော့နိုင်ငံတကာရဲ့လုံးဝကျွန်တော်တို့တိုင်းရင်းသားတွေမှာတပေါင်းများစွာပေးခွဲတက်ရှုအဖြစ်ခဲ့တဲ့အခြေအနေတွေကဆုံးသက်ပါတယ်။ဘာကြောင့်အရာဝတီမှာလက်ရှိရှိနေသေးတယ်။ဂျန်ဖက်စစ်ခွေးတက်ပြီးတော့အဲ့ဒီမှာနေနိုင်သေးတယ်။သူ့ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပနာမိတယ်။ဒါတော့ရေဘော်ရှန်လေးကနေမြို့မှာပါနော်ကျွန်တော်တို့ခုဆိုတော့ ရော်ရီတိုင်းအရောအင်္ဂပူမျိုးနယ်မှာထဲမှာရှိတဲ့စကောင်စီစကားတွေကိုကျွန်တော်တို့အေအေနဲ့ပြီးတဲ့ပုံသတ်ဖွဲ့တွေကနေပြီးတော့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။ကျွန်တော်တို့အရင်ကတည်းကကြားထားတဲ့အချိန်မှာအေအေနဲ့ပြီးတဲ့ပုံသတ်ဖွဲ့တွေကထိုးစစ်တွေအရဆိုတော့တဖြည်းဖြည်းအရှင်ကိုကောင်းဆောင်နေပေါ့နော်။စတင်ဝင်ရောက်နေတာမို့လို့မကြာခင်မှာတော့အားလုံးမျှော်မှန်းထားတဲ့အချိန်မှာပတိမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့အနောက်တောင်တန်းစစ်ဌာနချုပ်တီတောင်မှာတိမ်မိတ်နေတယ်ဆိုတော့ပြောဆိုမှုတွေဒီပါကျွန်တော်တို့ကြားနေရပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အေအာဆိုရဲ့ကျွန်တော်တို့ပြီးမှမှာရှိတဲ့ပေါ့နော်။တောင်တန်းတပ်ဖွဲ့ဝင်တွေနဲ့ လက်သွဲချိတ်ဆက်ပြီးတော့မှကျွန်တော်တို့အောင်ပွဲတွေဆက်လက်ပြီးတော့မှပုံဖော်နေတယ်ဆိုတော့အကြောင်းတွေပါကျွန်တော်တို့အခုပိုင်းကဆစ်စိတ်တရင်ကောင်းတွေကြားနေရတာဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ NUG ဘက်ကနေပြီးတော့မှမြောက်လိုင်းချင်းပေါ့ဖို့ယူရနေတဲ့ရုပ်ကောက်ပွဲမှာပါဝင်ဖို့လုပ်နေကြတဲ့ဒီဘက်ကစားနိုင်ငံရေးပါတီတွေကိုဘလူးမျိုးတတိပြပြောဆိုထားမလဲဆိုတာကျွန်တော်တို့စပီတမနားထောင်ကြည့်လိုက်ရအောင်နော်။အကြမ်းဖက်ဆေးအုပ်စုဟာပြည်သူ့စံနာနဲ့ဆန့်ကျင်ပြီးတရားမဝင်တူအောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်နိုင်မှုစိုင်းပင်းနေတာကိုတွေ့ရပါတယ်။ အချက်လက်တွေရအကြံဖတ်ဆေးရုပ်စုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တွေ့ရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအားလုံးပေါင်းရင်တောင်ပြည်ထောင်စုထွက်တော်နေရာဆယ်ရာခိုင်နှုန်းပြည့်အောင်အတိုင်းမရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိသော နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တွေ့ရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးသားညွတ်ရေးဆိုရရဲ့ယက်တီချက်နဲ့သဘောထားတွေကို ထပ်လောင်းပြောကြားလိုပါတယ်။ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါဘူး။မနောက်နဲ့ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရတရားဝင်မှုရှိနေသေးဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ဥပဒေပြည်ရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်။ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းဖြင့်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်စူးစမ်းခြင်းဖြစ်ပါတယ်။ 2021ခုနှစ်မတ်လ30ရက်နေ့မှာပြည်ထောင်စုတော်ကိုစားပြုကော်မတီ CRPH က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့်ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်ရရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုံရက်တွေသာဖြစ်ပါမယ်။ဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြေလည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူး။ဒေါ်လာရဲ့အင်အားစုတွေအနေနဲ့လည်းမိမိတို့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy Brain Gain နဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုတရက်လုံးအနေနဲ့လည်းအကြမ်းဖက်ဆေးအုပ်စုကပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းဆန့်ကျင်ကြဖို့တိုက်တွန်းလိုပါတယ်။ဒါတော့ဗောနာကျွန်တော်တို့ဦးနေဘုံလကနေပြီးတော့မှအခုဆိုရင်တော့မြောက်လင်တို့အချင်းဘဟုတ်ယူနေတဲ့ရွေးကောက်ပွဲအဆိုရယ်တရားမဝင်အတူရောင်ရွေးကောက်ပွဲဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့အဒီနဲ့ငရဲပါတီတချို့တော့တရှိပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုအများဆုံးပါနော်လဲတွဲပြီးတော့မှဒီတော်လေးမှာထဲထဲဝင်ပူပေါ်ပေါ်လွှမ်းနေပြီဆိုတဲ့အကြောင်းတွေပါပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းဆိုတော့ ခုဆိုရင်စစ်ကောင်စီအနေနဲ့ကတို့နိုင်ငံရေးတပ်ဖွဲ့ချုပ်စူးစမ်းနေကြတာဖြစ်ပြီးတော့မှဒီနေ့တဲမှာကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်နေနေပြီးတော့မှပြီးလုံးကျွတ်အထွေထွေထုစစ်စတင်မယ်ဆိုပြီးမှကြီးညာထားတာကိုကြောက်လွန်းလို့မြောက်လိုက်ရဆိုရင်တမရယူးယူးပြီးတော့မှအခုလိုမျိုးခံရအောင်ကတည်းကရှောက်လို့နေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပ်ဖွဲ့အနေနဲ့ကတော့ဘူလီလာဆွေရနေပြီးတော့မှ NLD ပါတီကိုဘလူးမျိုးအာချောင်းစင်ကိုပြောဆိုထားအောင်မလဲဆိုတာစစ်ကြည့်လဲရအောင်နော်အဲ NLD တစ်တဲဟောင်းဟောင်းနော်တခါ NLD ဖြစ်ပြီးရအမြင်တော့အဲ့ညံပြောက်အခုကြည့်ပါလား ဟလာဖိုရန်လေးတခုတက်ပါတယ်နည်းနည်းလောက်ပြောခွင့်ရတာ ਨੇ အစမူတိုင်းရပ်ပေးပါတို့နိုင်ကျင်းနေလွတ်ပေးပါတို့ဒီပါရောက်တဲ့ခေါင်းนี่ပြန်လာတွင်ပြူပါတို့ဆိုရဘယ်လိုစမလဲမမေးလို့တော်သေးရပါအဲ့တို့ကနည်းနည်းတော့စမ်းလို့မရဘူးညာနည်းနည်းလေးကိုစမ်းလို့မရဘူးကျွန်တော်တို့ အခုတိုက်ပြီးအခြေအနေကြည့်လိုက်လေနေရွက်ကလေးစဝင်လာပြီးရကောင်းဝင်တယ်တကောလုံးဝင်ပြီးကာထုတ်ရတာပဲအဲ့လိုကာထုတ်ခံလိုက်ရတာဘာလို့လဲသမရာယူသိမ့်စိမ့်ပဲအဲ့ကျွန်တော်တို့ကဒါတခါခံပြီးပြီအဲ့တော့နေရွက်ကလေးပြီးဝင်လို့မရဘူးနည်းနည်းလေးပြောခွင့်ရတာလည်းတန်းပြီးဆုံးတာပဲဘူလလာဆိုရတော့နိုင်ငံရေးလောကတဲ့ဘောနော် NLD ပါတီဝင်တွေတက်ပြီးတော့မှအခြေချလာမှာကိုဆွေးနေတာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ NLD ပါတီကိုသူတို့အနေနဲ့ နိုင်ငံရေးနေပြီးတော့မှထာဝရဘန်းဖို့လိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုထားတာဖြစ်ပြီးတော့မှအခုဆိုရင်သူတို့မျှော်လင့်ကျင်းပဖို့ရည်နေတဲ့အထူးရောင်ရုပ်ကုပ်ပွဲမှာဆိုတော့ဒီတကောင်နဲ့ပြေးတယ်ပေါ့နော်မြင်းလိုမျိုးသူတို့ကနေပြီးတော့မှဥဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောဆိုလာကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးပြည်သူတွေစီးလုံးညော်ဆောင်တဲ့တိုက်ထုတ်မယ်ဆိုတော့မြောက်လိုင်းနဲ့ချမ်းဖို့ပါတီတွေဘလောက်ပဲရွက်ောက်ပွဲဝင်ပြီးတော့မှကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးကိုအုပ်ချုပ်ချင်နေပါစေကျွန်တော်တို့အနေနဲ့ဒီချပေါ့အနိုင်ရနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုထပ်ပြီးတော့မှပြောလိုပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုဒီပို့အနေနဲ့မန္တလေးမှာတွေ့ဆုံနေတဲ့သူ့ရဲ့တပည့်တွေကိုပေါကုံးကိုရရန်နေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဗီဒီယိုစစ်ဆိုတာဗီဒီယိုကာဝယ်ပေးဖို့နော်ဗီဒီယိုစိတ်ဒုက္ခပေးဖို့မဟုတ်ပါဘူးနော်စာကြဲကိုမဟုတ်တော့တာနော်ဒီအားလုံးကြည့်စေခြင်းနဲ့နော်အကြောင်းမဲ့အပြစ်မရှိဘဲနဲ့ဖမ်းလာတာမျိုး channel copy channel copy မှာထိတ်တုံးကတာမျိုး channel copy မှာတော့ချုပ်ထည့်ထည့်တာမျိုးတွေမလုပ်ပါနဲ့နော်ဘာဖြစ်လဲဆိုတော့အဲ့လို channel ချုပ်ထည့်ထည့်တာလို့ထိတ်တုံးခတ်တာမျိုးကိုတက်နေရလဲခွင့်ပြုထားတာမဟုတ်တယ်လို့ ဘယ်စစ်သားကမှလည်းဒါခွင့်ပြုထားတာမဟုတ်ပါဘူးเนาะတကယ်လို့အပြစ်ရှိရဲ့လုပ်ရပိုင်ရတော့မှခဏစစ်စစ်မင်းမြန်ခွင့်မင်းမြန်ခွင့်ရိုက်ပိုင်ခွင့်တွေကမရှိဘူးဌာနဆိုင်ရာတွေပဲဒါအဖို့ရမှာဖြစ်ပါတယ်เนาะအပြစ်ရှိရဲ့အပြစ်ရှိရဲ့လူကဥပဒေတိုင်းအရေးယူလိုက်မယ်ပေါ့เนาะဒါလေးလည်းဥစဉ်ကပြောခြင်းနဲ့တချို့ကเนาะတချို့ဆိုလို့ရှိရင်လိုအန်ဒူလာကားကြီးနဲ့ဆိုလာဟိုတလောရဲမွန်းတောင်ထဲမှာပေါ့နော်။ဒါဥစဉ်လို့ရင်းကြီးရဲ့တူတဲကိုဆိုင်ကယ်ကိုတားတယ်၊တားပြီးတော့ဝင်ညစ်တယ်ပေါ့နော်။ဒါနာမည်ဖြစ်ဒါလည်းပြည်သူစစ်တော်ပြည်သူစစ်ပြပြဘယ်သူလဲဘာလို့တော့ဥစဉ်တော့မပြောချင်ဘူး။ အဲမျိုးတွေဥစဉ်လုံးနဲ့တိုးတယ်ဆိုလို့ရှိရင်ဥစဉ်လုံးကတော့ခွလွန်မှာမဟုတ်ဘူးเนาะဒါအဲ့ညာချက်ချင်းလန်နေလိုက်တယ်เนาะအဲကာရောလူရောပဲနေရာပြောက်သွားဆိုတယ်မပြောတော့ဘူးအဲ့တော့ပြောချင်တာကတတ်မတော်ကိုကိုကြီးကြောက်အောင်မလုပ်ကြပါနဲ့ကိုလုပ်ချင်မှကိုစိတ်ထဲပါမှတကယ်နိုင်ငံကိုချစ်တယ်ဆိုရင်လည်းရင်းနှီးနှလုံးသားတွေကနှစ်နှစ်ခါကချစ်ပါတကယ်တိုင်းပြည်ကိုချစ်တယ်ဆိုရင်လည်းရင်းနှီးနှလုံးသားတွေကနှစ်နှစ်ခါကချစ်ပါလို့ပဲဥစဉ်ပြောချင်ပါရနော်အဲ့တော့ဒီဒီဥစဉ်မစင်းခင်တဲ့အထက်မှာပြုစစ်ထဲမှာကျော်စီရဆိုတဲ့တကားတယောက်ရှိတယ်။နော်အဲ့တော့ပြုစစ်တည်းကျော်စီရဆိုတဲ့တကားက ဒီတက္ကမလေးကိုဘီယူစီအမီဆိုသူ့မှာတနက်လဲပါတယ်လို့ပြောတယ်ဒီလိုပတ်လိမ့်နေတယ်ပေါ့နော်ပတ်လိမ့်နေတယ်သူ့ကိုဘီယူစီဖဲဖွဲရပါရဲ့ခေါင်းဆောင်ခေါင်းဆောင်ဆိုပြီးမှနော်ဒါလိမ့်နေတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ Facebook ဦးဇင်းတို့ TikTok မှာလည်းအကူကြီးတောင်းလာတယ်အများကြီးသူ့ကြောင့်ဒီငွေကြေးကိစ္စတွေမှာမိသားစုတွေဘဝပြတ်သွားတာတွေဒုက္ခရောက်သွားတာတွေအများကြီးဦးဇင်းကတော့ဒီကြော်စေရဆိုတဲ့ဘီယူစီနာမည်ကိုမကြဘူးပေါ့နော်အားလုံးကြောက်ကြတာတော့တောင်မြို့ဘက်ကလို့ပြောတယ်။ဒါနဲ့ဥစဉ်နော်ဥစဉ်ကြော်စရာကိုမကြားဘူးလား။ဥစဉ်ရမယ်ပြည်သူစရာအားလုံးမတိကြလားတော့မတိဘူးပေါ့ဗျာနော်။ ါဘာလို့လဲဘီယူစီအားလုံးလဲဒါတိတ်ခါကြတယ်နော်ဒါကြီးလဲဘီယူစီတရားကျော်စရာဆိုတာဟာတွေ့ရင်ဘီယူစိုက်ကြတရားချကြတွေ့ရင်ခေါ်ထားလိုက်ဗျာနော်ခေါ်ထားလိုက်ကျန်တာဦးသိချင်းပဲနော်လူလောက်ရတဲ့အခုလူလိန်ထားတဲ့လူတွေအများကြီးရှိတယ်မပါဝါတော့ခုဆိုရင်တော့သူတို့ရဲ့ဘာနာတပည့်လေးတွေအရဆိုရင်တောင်းချမ်းပြည်တော်မှပြည်သူတွေကိုအကြောင်းမဲ့ဖန်စီရဲနေနေစေတာမျိုးတွေလုံဆောင်နေတယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုထားပဲဖြစ်ပါတယ်ဒီလိုမျိုးဓမြဘူပြူကောင်းဆောင်ကိုယ်တိုင်ကနေပြည်တော်မှထုတ်ပြောလာတာကိုကျွန်တော်တို့ကြည့်ချက်ပြည့် မလေးနဲ့တဝိုင်းမှာဆိုတော့စစ်ကောင်စီတဖုံနေတဲ့ပြူစော်တွေဘလောက်တွေပြည်သူတွေပုံမှာရုတ်မာနေလဲဆိုတော့တပီတို့မှာတီးရှိရတာပြည်ပြည်မှာကျွန်တော်တို့အနေနဲ့အခုလိုမျိုးတောင်းချမ်းပြည်တို့မှာအုပ်စုလိုက်ကျွန်တော်တို့ပြည်သူတွေတပီတို့မှာအနိုင်ကျင့်နေကြတဲ့အုပ်စုတွေကိုအမြန်ဆုံးရှင်းပြဖို့လွမ်းနေတာပဲဖြစ်ပါတယ်။ဒါလည်းကျွန်တော်တို့ပြည်သူတွေတော့ပေါ့နော်။ကိုတော်လိုင်းရင်မှာဘလောက်တွေပေါဝင်လဲဆိုတော့အကြောင်းအပေါ်မူတည်ပြီးတော့မှကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးအုပ်စုတွေကိုအမြဖြတ်ချေမှုတက်ခိုင်းနေမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ မဲ့အစိုးရနဲ့ပြတော့မှတိုင်းပြည်မှာစစ်တပ်မရှိဘူးဆိုတော့ဘလိုနည်းနဲ့မှကိုမရက်တင်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘလိုမျိုးအားချောင်ပြောဆိုထားအောင်မလဲဆိုတာစစ်ပြတော်မှကြည့်လဲရအောင်နော်ကျွန်တော်တို့သုံးသက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကြတဲ့ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းမှာစစ်တပ်ကအမြဲတမ်းပါနေခဲ့ရတာပါပဲလိုအပ်လာတဲ့အခြေအနေတွေကြောင့်စစ်တပ်ကဝင်ဝင်ပါခဲ့ရတာပါပဲစစ်တပ်ဝင်ပါခဲ့တော့ညာဒေါ်စုကြည် အစိုးရအာဏာမရခင်အချိန်အထိမြန်မာနိုင်ငံအတွင်းမှာဒီနေ့ဒီအချိန်တော့မင်းမဲ့စရိုက်မဆက်ပါဘူးအင်းပြောရသေးတယ်နော်ဒီချင်းတရားတွေမကြီးစိုးပါဒေါ်စုကြည်အာဏာရလာတဲ့အချိန်ကစပြီးတော့တမတော်ပေါ်မှာအမုန်းစိတ်တွေသွတ်သွင်းလာတယ်တိုင်းပြည်ကိုတစစီ ဖြိုခွဲဖို့ကြိုးစားလာတယ်ဟုတ်ပြီဒါဆိုရင်ဒီနေ့ဒီအချိန်မှာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေပြဿနာတွေတေချင်းတရားတွေတက်ချင်းတရားတွေဟာစစ်တက်ကြောင့်လားဒေါ်စုကြည်ရဲ့ဒေါ်စုကြည်ကိုချစ်ခင်ထောက်ခံတဲ့တချို့သောအစွန်းရောက် NLD ပါတီဝင်တွေချောက်လားဆိုတာကိုတိတိကျကျစဉ်းစားကြည့်မယ်ဆိုရင်ကွယ်ကွယ်ပြားပြားသိနိုင်ပါတယ်စစ်တက်ကတော့မြန်မာနိုင်ငံအတွင်းမှာတည်ရှိနေ ਉ မှာပါပဲအရင်တုန်းကလည်းတည်ရှိခဲ့တာပါပဲပြောလိုက်ရင်တော့မျောလိုက်တော့ဖစ်စတက်ကကျွန်တော်တို့ တန်းပြေကိုသူတို့အနေနဲ့ပေါ့နော်လမ်းမကိုပြန်ပြီးတော့မှထိန်းချောင်းပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပြီးတော့မှအမေစုဝင်ရောက်လာမှကျွန်တော်တန်းပြေကမောကမဖြစ်ရတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကိုပြန်ပြီးတော့မှချင်းနဲ့ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါရီယာဒက်စကွန်စီလော်ဘီတွေရဲ့ထုံးစံတိုင်းပဲသူတို့ရွက်ကောက်ပွဲချင်းပါခါနေမှာပြည်သူတွေနဲ့ကျွန်တော် NLD နဲ့နိုင်ငံခေါင်းဆောင်တွေပေါ်မှာတွေ့ခွဲတက်ရှုတဲ့နေလိုက်နေစတင်ပြီးတော့မှအသုံးပြလာတာမို့လို့ကျွန်တော်တို့နေတဲ့တွေကိုတတိထားရမှာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒီလိုမျိုးစစ်ခွေးပေါ်မှာအောက်တန်းစားတွေရဲ့စကားကိုလုံးဝ နားမြောင်တော့တာမလို့ပေါ့နော်အခုဆိုတော့ကျွန်တော်ဒီမြို့ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးရှုနေကြတဲ့မြို့ပပြည်သူတွေကလည်းပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးကိုအနုညွတ်တောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့လူတီမြတဲ့တော်လံပြည်သူတွေကိုစင်ခေါ်အကြောင်းခဲတဲ့ပုသူမကိုကျွန်တော်တော်လံပြည်သူတွေတာသူဖြစ်တယ်ပေါ့နော်ပြည်သူတို့ကလည်းပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်မှားတယ်လို့ကမှားလို့မိတယ်လို့ကမပြောဘဲအုံဘဲကတော့ဘဲရက်ပြီးတော့လာပြီးတောင်းပန်ရတဲ့ထုံးစံတစ်ခုရှိတယ် ဒါကကြီးတယ်မှုငယ်အောင်ငယ်တယ်မှုပပြအောင်ရက်ရွာတလေးနဲ့ပေါ့နော်တောင်းတဲ့တယောက်တရားဥပဒေပေါင်းလေးကနေတရားစွဲပြီးထောင်ချအပြစ်ပေးနေမယ်စာကျမတို့ချစ်စရာတလေးထုံးတဲ့တခုဖြစ်အမလုံးမိတဲ့လူကငါပြောပဲအောင်ပေါ်ရက်ပြီးရောတွားပြီးရောခရော့တောင်းပန်ရတယ်အဲ့ဒါလူမှုရေးပြတယ်လို့ခေါ်တယ်ဆိုတော့အဲ့နော်ဦးကြီးမြင့်ရှိနေကြီးဦးကြီးမြင့်ကျန်တဲ့ဟိုထားရငက်စီဘုံကျုံမျိုးညစ်တို့လိုလူမြတ်ကျော်တို့ဝရံပြည့်တို့လိုခုံမြောက်ဒီမြောက်အဆင်တန်းနေစကားတည်းထဲမပြောဘူးနော်မတန်ဘူးတို့တို့အဖေခေါ်နေတဲ့အရှင်နေကြီးဦးကြီးညင်းတို့ဒေါက်တာမီမီဝဲပဲလို့ဒေါ်လှကျော်ကျော် နံပါတ်ပြောတာဦးတန်းဆိုးနိုင်ကျင်းတို့တွေကျမတို့ကိုစင်ကိုတီးရအောင်နော်ဘူးတူမာတော့တောင်းပန်ရမယ်ရဲတော့မနေ့ကိုဟိုလူမြတ်ကျော်တို့ကိုစီတို့အာဘဘကျော်တို့နော်အဲ့ဒီနံပါတ်ပြတော့ဘူးလေဒေါက်တာမီမီဝင်းဘတ်တို့သူတို့တွေနေ့ကိုကြတော့ဝဲနဲ့လာပြီးတော့တောင်းပန်နေ့စောက်စင်ကဘာရှိလို့တော့ မင်းကိုကတော့ဝဲနဲ့လာပြီးတော့တောင်းမှန်နဲ့ဆောက်စင်ရပါရှိလို့တော့ကျမလင်မရသေးလို့စစ်မှုမထမ်းနိုင်ပါဘူးကျမယောက်ျားယူပါအောင်ပါပါကျမအသက်30မပြည့်သေးပါဘူးကျမစစ်မှုမထမ်းနိုင်ပါဘူးဆိုပြီးတော့ဟိုဘက်ဘောပြေးมาလိုက်ဒီဘက်ဘောပြေးมาလိုက်နဲ့နစ်လို့ကောင်းပါနစ်လို့ဆောက်စင်ကဒေါက်တာမီမီဝင်းဘက်ဆိုစီရေးသုံးသက်နိုင်နေနေရမှာမြန်မာနိုင်ငံမှာမဟုတ်ဘူးအမေရိကကမ္ဘာထိပ်ဆုံးနိုင်ငံအမေရိကမှာသွားပြီးရစီရေးပညာမှာကျွမ်းကျင်နေနေရမှာယာတူးရထားတာနော်အာကိုစီတို့လူမြတ်ကျော်တို့ဆိုတာကလည်းသူတို့ကတစ်ဖက်တစ်လမ်းနေပြီးတော့ ်ညင်တို့အမောင်ဖုံးထားတဲ့ဒီ website တွေအားလုံးကိုတွင်လေးမြင်တာမျိုးရှိအောင်ညင်တို့ကိုမန်ရှင်းခေါ်ခေါ်ပြီးတော့ပြောပေးနေတာဆရာကြီးเนาะ ရှေးနေကြီးတို့ဘာကြီးတို့ဘာကျော်တို့ဆိုတာကလည်းနိုင်ငံတကာနဲ့ချီပြီးတော့ပြောနိုင်တယ်နင့်တို့ no net messenger သေးပဲနဲ့ဖာခန်းစားနေတဲ့သူတွေမဟုတ်ဘူးကဘာနဲ့ချီပြီးတော့တွားပြီးတော့လာပြီးတော့လုံနေတာနင်ပြောတဲ့ဆောက်စင်နင်ပြောတဲ့ဆောက်စကားကလေနင်တို့ဖာတန်းဟာတွေဘောမတွေပဲနင်တို့အားပေးအားမရောက်ပြုလိမ့်မယ်ပေါ့နင်နင့်ဆောက်စကားလောက်ကလေးနဲ့နင့်အစင်တန်းလောက်ကလေးနဲ့သူတို့တွားပြီးတော့ mansion ခေါ်နေနဲ့နော် ဒါတော့ကျွန်တော်တို့တော်လံပဲတော့တာပြီးသူကနေပြီးတော့မှပူသူမောက်ပြန်ပြီးတော့မှပြဲချောက်ထားတာဖြစ်တယ်ပူသူမောက်ကိုယ်တိုင်ကနေပြီးတော့မှကျွန်တော်အလုံးလူတီများပြီးတော့မှအခုဆိုရင်ကျွန်တော်တို့အတွက်အရေးပါတဲ့အစည်းအသုံးသမို့တွေကိုအမြဲတမ်းပြောဆိုနေကြတဲ့တော်လံပဲတော့တာတွေကိုပြန်ပြီးတော့မှစင်ကိုပြောဆိုထားတဲ့ပူသူမောက်ကိုအခဲမချေတာပြီးတော့မှခုဆိုရင်ကျွန်တော်တို့အနေနဲ့ပူသူမောက်ကိုလည်းတခါတည်းစရင်ရှိရမယ်ဆိုတဲ့အကြောင်းလေးပါပြောဆိုလာကြတာပဲဖြစ်ပါတယ်။အရင်ကတည်းကဒီဘောမတွေကနေပြီးတော့မှကျွန်တော်တို့တော်လံပဲတော့တဲ့အနေနဲ့အောင်ပွဲတွေရရှိပြီဆိုတာနဲ့တို့အနေနဲ့ကြောက်ဝင်နှုတ်ရှိမှုတွေလုံးဆောင်နေကြတာပြီးတော့မှအခုဆိုရင်တော့ တို့တို့ဒီတိုင်းတိုင်းအောင်မြင်လူစစ်ဆဲအချိန်မှာဆိုတော့ပြန်ပြီးတော့မှဝေဖန်တိုက်ခိုက်မှုတွေချင်းချင်းတခုတက်ရှုံမှုတွေကိုစတင်ပြီးတော့မှလုံဆောင်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ပီတိုတွေအနေနဲ့တို့တို့ဒီချိန်မှာအားလုံးအနေနဲ့ စီရောညီရောဖို့တာအဓိကဖြစ်ပြီးတော့မှဖြစ်နေလဲဆိုတော့တပေါင်းစုတစ်ခုတည်ဆောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ဒီနေ့အတွက် Facet Animation စနစ်တေချာပေါ့ကြာရှုံးနိုင်တယ်ဆိုတော့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်အစားဆုံးကြည့်ရှုပေးကြတဲ့မေဘဗီဒီယိုတွေအနေနဲ့ကျွန်တော်ရဲ့တန်တင်စမှုအစီအမပြေတဲ့ကြားတဲ့ကနေမျိုးမှာဒီခံကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်တဲ့ကြောင်းပြောရင်လည်းကြည့်ရှုသူအရောက်ချင်းစီတိုင်းတာယာအချက်နဲ့ညချလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်